များရှင် Fanwise Channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မျှဝေပေးလို့တဲ့အကြောင်းအရာကတော့အပင်ပြူးစုဆောက်ရှောက်ခြင်းဖြစ်ပါတယ်ရှင်။ဒီနယ်များကိုမဆိုင်ပြိုးခင်မြေပြင်ချိန်မှစပြီးစားသုံးမှုလက်ထဲရောက်သည့်အထိအစဉ်တိုင်းမှာနှီးစနစ်မှန်မှန်ဆောင်ရွက်ရန်လိုအပ်ပါတယ်။ဥပမာမဆိုင်ပြိုးမီမြေပြင်ရာမှာဆိုင်ပြိုးမဲ့တီးနှံအပေါ်လိုက်ပြီးကွဲပြားနိုင်ပါတယ် စိုက်ပျိုးချိန်မှာလည်းသတ်မှတ်ထားတဲ့ပင်ကြားတန်းကြားနဲ့အပင်ဥယျာဉ်ဝင်ဆက်မှတာလျင်ဘိုးမွားရောဂါကြာရောက်မှုနည်းပြီးအထွတ်နှုန်းဆန့်ကျင်မိပါမယ်။ဒါ့အပြင်လိုအပ်တဲ့မြေဩဇာပမာဏကိုလည်းစိုက်ပျိုးမဲ့တိနှံ့အပေါ်မူတည်ပြီးအချိန်မီပေါင်းရှင်းပြီးတဲ့နောက်အဆိုတက်ရှိနေချိန်မှာထည့်သွင်းပေးဖို့လိုအပ်ပါတယ်။တိနှံ့များခူးဆွတ်ရိတ်သိမ်းရမှာလေတတ်မှတ်ထားတဲ့အရေးအသွေးရရှိမှသာလျင်ခူးဆွတ်တင်ပါတယ်အဲ့ဒီလိုခ နစ်တကျခူးဆွထုတ်ပေါ်ရချမှသာဈေးကောင်းရရှိမှာဖြစ်ပါတယ်။ဒီနဲ့အလိုက်ပြူးစုစောင့်ရှောက်နေစနစ်များကိုလည်းလာမယ့်နောက်ဆက်တွဲအစီအစဉ်များမှာဆက်လက်ဖော်ပြပေးသွားပါမယ်ရှင်။